မေလ12ရက်နေ့နဝမကျင်းထင်းရှားပြတော်မူခြင်းအကြောင်း1858 February 25ရက်ယူပါယုံသခင်မသည်ရှစ်ကျင်းတိုင်တိုင် ထင်းရှားပြခဲ့တော်လဲယခုထက်တိဘန်နက်ဒတာတယောက်သေးသာယူပါယုံ သခင်မကို ကြားရမြင်ရ၏ဤကျင်း၌မူကားလူများတို့တွေ့ကြည့်မြင်နိုင်သောတကူလက္ခဏာအပြင် သခင်မကိုမမြင်ရတော်လဲ အံ့ဖွယ်ရာကို တွင်မြင်ကြခြင်းအဖြစ်သိစေတော်မူ၏ဖေဖော်ဝါရီလ25ရက်နေ့နန်းနဲ့အာယုံတက်ချိန်၌ပင်ဤဝိမလာကြသော လူလူကြီးသည်ဂူလိုင်ပတ်ဝန်းကျင်တစ်ခုလုံးပြည့်နှက်လျက်ရှိတော်၏ဗန်နေတက်တာသည်လာနေကြခြင်းဂူလိုင်တို့ရောက်လာ၏ဒူးထောက်ဆုတောင်းလေ၏ထိုအချိန်ကကိုရွင့်မျက်မြင်တူပြောသည်မှာ သူငယ်မသည်ဆွတ်တောင်းနေစဉ်တကြားတို့၏အသွင်ကဲ့သို့ကိုယောင်ကိုဝါတောက်ပလာသည်ကိုမြင်ရ၏တခဏနေပြီးမှထ၍ဂူလိုင်သို့တက်သွား၏ရောက်သောအခါနှင်းစီကိုင်းများကိုလက်နှင့်ဖယ်ပြီးအောက်ဂူလိုင်ကျဲသို့ဝင်၍ရေကြီးကိုနှမ်းလေ၏ထို့နောက်ဒူးထောက်နေကြနေရာသို့ပြန်လာ၍ဒူးထောက်ပြီးဆွတ်တောင်းစဉ်ဘဝင်ကျ၍မိန်မော်တွေ့ဝင်သည်ကဲ့သို့ဖြစ်ပြန်၏ ပရိသတ်တို့သည်အံ့ဩကြလျက်ဆင်းရဲသော သူငယ်မကလေးမျက်နာကိုကြည့်၍တိတ်ဆိတ်စွာစောင့်ငဲ့နေကြကုန်၏ထိုလှပရှုခြင်းမွေသော မျက်နာကို ကြည့်ရ၍ကအာမရနိုင်ကြပေထိုသို့ဆုတောင်းနေစဉ်သူကိုခေါ်သင်ကြားရပြီတကယ်သို့ရုတ်တရက်နေရာမှထပြီးလင်ဟိုဘက်ကြီးဘက်နှောက်နေခြင်းနှင့်ကြည့်ရှု၍ဒါဝေမြစ်ကမ်းသို့သွားလေ၏ ထိုသို့မသွားရင်မြစ်တာသောအတန်ကိုကြားရပြီတကယ်သူရက်လျက်ကြောက်ဆောင်ဘက်သို့တဖန်လှက်ပြီးယူပါယုံပြောတဲ့ကိုနားထောင်မြင်၏။ကောင်းငိမ့်လျက်နားလေသည့်လက္ခဏာနှင့်ဂူလိုင်ဘက်သို့ပြန်လာ၍ဂူလိုင်အတွင်လက်ဝဲထောင်ကိုဝင်ပြီးလင်တစုံတရာရှာတကယ်သူကြည့်ရှုနေ၏။ရှာသောအရာကိုမတွေ့သည့်လက္ခဏာနှင့် သခင်မကိုမော့ကြည့်လျက် မေးသလိုထင်ရ၏။တခင်မ၏အမိန်ကိုနားလည်သည့်အလားကုန်း၍ညကြီး၌တွင်းငယ်ကလေးဖြစ်အောင်လက်နှင့်ရက်၏။တခဏချင်းနှင့်ပင်ဤတွင်း၌ရေပြည့်လာတော့၏။ထိုရေကိုလက်ခုပ်နှင့်ခတ်၍သုံးချိန်တိုင်းတောက်မြည်ပြုရာရေနောက်ကြည့်သောကြောင့်နှလုံးမတန့်၍အော့အံမလိုဖြစ်လေ၏။လေးချိန်မြောက်စူးစမ်းမှ ဂရင်းတို့ဝင်အောင်တောက်နိုင်တော်၏တောက်ပြီးလင်ထိုလျှွတ်ရည်နှင့်ညနာသက်ပြန်၏ထို့နောက်အနီးတွင်ရှိသောမြက်ကိုစားပြီးမှဒူးထောက်နေကြနေရာသို့ပြန်လာ၍ဒူးထောက်ပြီးလင်ဂူလိုင်တို့စိုက်ကြည့်လျက်ပြုံးရွှင်စွာဆုတောင်းလေ၏ထိုအခါရှွန့်ပေကြံသောမျက်နာကိုမြင်ရသဖြင့်တနာချင်းစိတ်ရှိသူတို့ကသူမ၏မျက်နာကိုတုတ်ပေးကြ၏ သူငယ်မသည်သူမျက်နာကိုတုံနေတော်လဲတတိမယဆူတောင်းလျက်သာနေ၏။ယူပါယုံ꽌ပြောက်သွားသောအခါပဂတိမျက်နာသို့ပြောင်းလဲလာ၏။သူငယ်မသည်ជីနူးဝယ်သောခရစ်စုမှတ်သားပြုလုပ်ပြီးအိမ်သို့ပြန်လေ၏။အတူလာသောသူတို့နှင့်စုံစမ်းရန်လာသောသူတို့ကဘန်နက်တတာသင်သည်ယနေ့ဂူလိုင်းမှာကြောင်၆ချာဟိုသွားဒီသွားနှင့်အခောက်ခောက်ပြန်ပြန်ဘာကြောင့် ရေကြီးကိုကုန်း၍ရက်သည်။ယွန်စရာကောင်းသောရေကိုဘာကြောင့်တောက်သည်ဟုမေးသောအခါသူငယ်မကရိုရိုသားသားပြန်ပြော၏။ကျွန်ုပ်ဆုတောင်းနေစဉ်သခင်မသည်ချစ်ချင်းမြတ်တာပါသောအတန်နှင့် ကျွန်မကိုခေါ်၍ဆန်းရေပေါက်သို့သွားလော။ထိုရေကိုမျက်နှာတပ်ပြီးတောက်လော်ဟုအမိန်ပေးပါသည်။ကျွန်မ၏အနီးအနား၌ရေမရှိ။ကောင်းဝင်မျက်နှိုက်သာရေရှိ၍ သခင်မမိန်တော်အတိုင်းလုပ်ရန်မြစ်ကမ်းသို့သွားပါသည်နှလန်းသုံးလန်းသွားမိသောအခါသခင်မပြန်ခေါ်ပါသည်ဂျပန်ဂူဒရင်လက်ဝဲဘက်သို့လက်ညှိုးညွှန်၍ပြပါသည် သခင်မညွန်ပြသောနေရာ၌ယင်မရှိသဖြင့်အနီးအနား၌ရှာပါသည်ယင်မတွေ့တော့မှသခင်မကိုထတ်၍မေးပါသည်သခင်မကလက်ညှိုးညွှန်ရာတွင်လက်နှင့်ရက်ပါဟုဆိုသည့်အတိုင်းရက်ပါသည် ရေထွက်လာသောအခါသူ့မိန်တိုင်းရေကိုတောက်၍မျက်နှာတက်ပါသည်ဟုပြန်ပြော၏အဘဲကြောင့်မျက်ကိုစားသည်နည်းဟုမေးပြန်လျင်သခင်မကမျက်ကိုနှုတ်၍စားရမည်ဟုအမိန်ပေးသောကြောင့်သခင်မအမိန်တိုင်းစားရပါသည်။ဘာကြောင့်စားခိုင်းသည်ဟု၍ကျမမသိပါဟုပြန်ပြောလေ၏။ ထိုနေ့ကလာရောက်ကြသောပရိသတ်တို့သည် သူငယ်မ၏အမူအရာကိုကြည့်၍အများပင်စိတ်ပြတ်ကြ၏အဘယ်ကြောင့်ဆိုသောယူပါယုံသခင်မကိုလည်းမမြင်ရပြောသောစကားကိုလည်းမကြားရသူငယ်မပြန်ပြောနေသည်ကိုလည်းမကြားရစိတ်နှောက်နေသောသူကဲ့သို့ဟိုသွားသီလာနှင့်မြင်ရ၏ဂူလိုင်းတွင်မှတွင်းတူး၍ထွက်သောရွှင်ရည်ကိုတောက်၍လဲတောက်မျက်နာလဲသစ်သည်ကိုမြင်ရသည်၏ ထို့မြောက်မကတရိတ်ဆန်များသာစားသောမြက်ကိုစားပြန်သဖြင့်အမှန်ပင်ယူနေပြီဟုထင်ကြ၏မြို့ပေါ်ရှိပညာရှိလူကြီးလူကောင်းတို့ပြောကြသည့်အတိုင်းသူငယ်မသည်စိတ်နှောက်၍ဘာမှမမြင်ဘဲရောင်ရမ်း၍မြင်နေသည်ဟုပြောနေ၏ယနေ့မြင်ရပုံကြည့်လင်လဲအမှန်ယူခြင်းဖြစ်လိမ့်မည်ဟုတွေးတော်ကြ၏မြို့ပေါ်ကပညာရှိတို့ပြောသည့်အတိုင်းမှန်နေပြီဟုပြောကြ၏ ယနေ့သူငယ်မ၏အပြုမူကိုအလွဲထင်ကြ၍ယုံပြီးသောသူတို့အချို့ပင်ငါတို့ယုံမိတာမှားပြီဟုပြောကြ၏ဘနက်တတ၏ဆွေမျိုးများပင်အိမ်သို့လာကြပြီးသူငယ်မစိတ်ကောင်းသည်မကောင်းသည်ကိုအ깨ခတ်ရန်စိုးရင်ကြောင်းကြခြင်းဖြစ်၍လာကြည့်ကြ၏ဆွေမျိုးများကမေးမြန်းသောအခါအခါတိုင်းနှင့်များကဲ့သို့ပင်ရိုရိုသာသာရှင်လင်းဝမ်းမြောက်ခြင်းနှင့်ခံစားခဲ့ရသော နှင်းသိမ့်ချမ်းမြေ့ခြင်းကို အာရဝန်းသာထင်ထင်လင်းလင်းပြောပြခြင်းအပြင်စိတ်နှဲငယ်များနှောက်နေသည့်လက္ခဏာမရှိပေ။ဆွေမျိုးများမိသောအခါလဲဆင်းရဲပေါက်သို့သွား၍ရေတောက်ပြီးမျက်နာတက်ခြင်းမျက်ကိုစားခိုင်းခြင်းတို့ကို ပြောပြ၏။ညို့သွားသောအခါသခင်မကဂူလိုင်ထဲမှဆင်းရဲပေါက်ရှိသည်ဟုပြော၍ပြန်ရှာပါသည်။မတွေ့တော့မှသခင်မကို မေးပါသည်။တွင်းရခိုင်း၍ ရက်မှရေဒဇက်နှစ်ဆက်ထွက်လာသည်ကို ကြည့်နေပါသည်ထွက်လာသောရေကို အမိန်နှင့်တောက်ခိုင်းပါသည်မြက်ကိုလည်းသခင်မစားခိုင်း၍သခင်မအမိန်တိုင်းမပယ်ဝန်း၍စားပါသည်ဟုဆွေမျိုးတို့အားမိသည်မြတ်ကိုအမှန်တိုင်းပြောပြီးမှနိစ္စတော်သူအားလုံးတို့ကစိတ်ကြည်လင်စွာပြောချောင်းတာ၍ယုံကြည်ကြ၏။လာရောက်ကြသောလူတို့သည် ရှင်ရေကိုတောက်၍မျက်နှာတစ်သောစိတ်သည့် ဘဝင်ကြ၍မိန်မောတွေ့ဝင်နေတဲ့ကဲ့သို့ဖြစ်သည်ကိုမြင်ရသောဘန်နက်တတာစိတ်နှင့်မတူနိုင်ဟုထင်ကြ၏။သခင်မသည် အပေကြောင့်ဤသို့ထူးထူးဆန်းဆန်းခိုင်းသည်ကိုမစင်စားတတ်ကြ။ယခုလောက်သောထူးဆန်းတို့သည် အများကြီးစိတ်တဘောနှင့်မတိုက်ဆိုင်။ထိုသူငယ်မအားဖြင့်ဖျားသခင်စီမံတော်မူခြင်းကိုမယိမ့်မိကြ။မကြမီချိန်တွင်ညာစွာသောလူတို့သည် ဗန္နတတအားအမျိုးမျိုးချင်းမွန်ထောပနာပြုကြလိမ့်မည်သူကိုယူသည်ထိုက်တော်သူတော်သူမြတ်ကဲ့သို့သူ့ဝတ်ကိုနန်းကြလိမ့်မည်သူ၏ကောင်းကြီးမင်္ဂလာကို တောင်းကြလိမ့်မည်ဟုမြတ်စွာဘုရားသခင်သိမြင်သဖြင့်အာနေသော သူငယ်မသည်စိတ်မြင့်ထောင်လွား၍ငါဟုသောမာနတက်ကြွလာခြင်းမဖြစ်စေရန်မိမိရှိတော်၌ဘာမှမဟုတ်သိနှုတ်သောတရားဖြစ်ကြောင်းကိုသိနာလဲစေ၏ထို့ကြောင့်အယူကဲ့သို့ရှုံရင်နှင့်မျက်နာသိ၍ ရွှင်ရည်ကိုတောက်စေတော်မူခြင်းမျက်ကိုစားစေတော်မူခြင်းတို့ဖြင့်ရှက်ဖွယ်သောအမှုကိုပြုလုပ်စေ၍နှိမ့်ချခြင်းစိတ်ကိုခိုင်မြဲစေတော်မူ၏လောက၌လူတက် လူလိမ်မှာပညာရှိ ခေါ်ခံစိတ်ညင်ထောင်လွှားသောသူတို့သည်ဖျား၏နဲ့နယ်သောညံနှင့် စီမံတော်မူခြင်းကိုမိမိတို့၏လက်တသက်မြသောညံနှင့်ချင့်ချိန်ဝေဖန်လိုကြသဖြင့်မိမိအကြံစီတော်ကို ထိန်ဝက်ဖုံးကွယ်ထားကြလေသည် ထို့ကြောင့်ညံကြီးရှင်တို့ကသူငယ်မှယူပြီးဟုပြောကြ၏အချို့သောသူတို့မူကားသူငယ်မှပြုလုပ်သည်ကိုအပြစ်တင်ခြင်းချင်းချင်းဝေဖန်ခြင်းမပြုကြပေမိမိတို့နားမလဲတော်လဲထက်တန်သောယုံကြည်ခြင်းစိတ်နှင့်ဖျားသခင်ပြုတော်မူသောတကိုးတော်ဟု၍သာနှလုံးပိုက်ပြီးလင်ဂူလိုင်ရှိတွင်စိတ်ပရိစိတ်၍နေရကြ၏ထို့သူတို့သည်ကနှိမ့်ချသော သူတို့ဖြစ်ကြ၍ ဖျားသခင်သည်မိမိနှင့်ဆိုင်သောနှုတ်ဝတ်တော်အရာတို့ကိုထောက်ဖော်ဖွင့်ပြတော်မူ၏ပညာလိမ်မာနှင့်ပြည့်စုံ၍စိတ်ညစ်သောသူတို့သည်ဘုရားသခင်၏နည်းနယ်သောစီမံတော်မူရာတို့ကိုမိမိဉာဏ်စွမ်းဖြင့်ချင့်ကြင်လိုသော သူတို့ဖြစ်၍ဘုရားသခင်သည် သူတို့အားမိမိကြံစီတော်တို့ကိုထိန်ဝက်ဖုံးထားတော်မူ၏။ပရိစိတ်နေကြသော သူတို့သည်ဆုတောင်းမြတ်တာဆိုပြီးမ ဘနေဒတာမျက်နာတက်သောနေရာသို့တွားကြည့်ကြလင်ဖလားလောက်သားရှိသော တွင်းငယ်ကိုမြင်ကြ၏ထိုတွင်းငယ်ကချင်းမြင်သာဝင်နိုင်သော အပေါက်မှ ရေထွက်၍အနီးနားရှိသဲများကြောက်ခဲကလေးများအကြားသို့စီးဝင်နေသည်ကိုမြင်ရ၏ညချိန်၌ထိုရည်သည် အနှဲငယ်တက်ပြီးစမ်းကြောင်ကလေးဖြစ်၍ကာဝေမြစ်ထဲသို့စီးဆင်းနေ၏နောက်တရက်နနေ့၌ရေကြည်လင်သောချောင်းငယ်ဖြစ်၍ ညှစ်သေးသို့စီးဝင်၏အစချီပင်လောက်အပေါက်မှာတနာဤထက်တနာဤတိုးစီးလာ၍မကြာမီ လက်ယုံဆန့်လောက်သော ရေချောင်းဖြင့်ညကြီးမှ ရေထွက်လာတော်သည်ခုနှစ်ရက်၆ပတ်လောက်ကြာသောအခါသတင်းစာဆရာတူက ထိုဆဲရေကိုချင့်ချင်ကြည့်မိရာတမိနစ်လင်၁၈ပိတ်တာထွက်သည်ဟု ရေးသားဖော်ပြ၏ တို့ဖြစ်냐တော့လေသူတို့သည်ဖျားမဲ့တရားမဲ့ဖြစ်သည်နှင့်ထိုရည်သည်ဖျားသခင်တကိုယ်တော်အဖျင်ထွက်သည်ကိုနားမလဲ၍မာဆာဘဲကြောင့်ဆောင်မှာဖျားကြောင့်တီဆောက်ရန်ယူတွတ်သောမိန်ကလေးအပြောနှင့်မလုံလောက်သူမျက်နာတက်သောရှင်ဘွက်သည်ခန္ဓာသောနေရာမဟုတ်ဟုကဲ့ရဲ့တယော်၍မိမိသတင်းစာ၌ရေးသားလေ၏ယခုချိန်၌ဗနတတာလက်ဖြင့်ရက်သောတွင်းရည်ကို အဆောက်အဦအတွင်အုတ်ကံနှင့်လောင်၍အလိုရှိသောသူတို့သည် အပြင်ကပြုံနှင့်လက်၍ယူကြ၏အချို့ကလည်းမကျမ်းမာသောသူတို့ချိုးရန်ရေချိုးကံများပြုလုပ်ပေးထားကြ၏ရေလောင်ကံအဆောက်အဦ၌ဆင်းရေပေါက်သို့သွား၍မျက်နှာတက်ပြီးမှတောက်လောဟုသခင်မကဗန္နတတအားပြောသောစကားသည် ရွှေစလုံးနှင့်ရေးသားထားလျက်ရှိ၏ ဗနတတာသည်မြေကြီးကို ရက်ကာများနှင့်ရေထွက်လာသည်ကိုမြင်ရလင်လူများတို့သည်ဖျားသခင်တကိုယ်တော်နှင့် ဖြစ်သည်ကိုယုံကြည်၍ဝမ်းမြောက်ဝမ်းသာခြင်းနှင့်အံ့ဩကြကုန်၏ဖျားတရားမဲ့သော သူတို့မူကားမယုံကြည်ကြချေဖျားတကိုယ်တော်နှင့် မထွက်သည်ကိုပြရန်ဖျားတရားမဲ့သူတို့ကထိုရည်သည်မိုးဥရုတွင်ကြောက်ဆောင်သောစိတ်ဝင်နေသော မိုးရည်ဖြစ်သည် သူငယ်မှလက်နှင့်ရက်လိုက်၍ အခန့်တင်ထွက်လာသည်ဟု ပြောကြသည်။ယင်းနှင့်ဆက်ဆိုင်သောပညာကို ကျွမ်းကျင်သော ဖုံးကြီးတစ်ပါးကမူစမ်းရည်ပေါက်ကို ကြည့်ရှုစမ်းသွင်း၍အောက်ပါအတိုင်းရေးသားလေသည်။ဖျားသခင်သည်စမ်းရည်ပေါက်များကိုဖန်ဆင်းထားတော်မူ၏။ထိုစမ်းရည်ပေါက်ကိုကဘာတီစားကဖန်ဆင်းထားတော်မူတော်လဲမိမိတကိုယ်ပေါ်ပြလိုတော်မူသောအချိန်မှသာပေါ်ပေါက်စေခြင်းကမြေကြီးထဲတွင်ဝတ်ထားခဲ့၏။ ဖျားသခင်ဝတ်ထားတော်မူသည်ကိုမြည်သူများမသိ၍ထိုချိန်ထိမြည်ကြီးတဲ့ကမထွက်ဗန္နတတအားဖြင့်ပေါ်ပေါက်စေ၍မိတ်ကိုယ်တော်ကို ထင်ရှားစေသည်ဟုရေးသားဖော်ပြထားလေသည်ယူပါယုံသခင်မသည် ထိုနေရာကိုမညွန်ပြလင်သူငယ်မသည် ထို၆သွေသောနေရာ၌စံရည်ပေါက်ရှိသည်ကို မသိနိုင်စံရည်ကို ရှာတတ်သောပညာလည်းသူငယ်မ၌မရှိမေတော်ညွန်ပြ၍သာထိုနေရာကိုလက်နှင့်ရဲ့၏ သူငယ်မသည်သူအားဆန်းရည်ပေါက်သို့သွား၍မျက်နှာတက်ပြီးမှတောက်လောဟုမိန့်ဆိုသောအခါဆန်းရည်ပေါက်ရှိသောနေရာကိုမသိ၍ရေရှိရာဂါဝင်မြစ်သို့သွား၏။သခင်မကပြန်ခေါ်ပြီးသူခိုင်းသောနေရာကိုရက်၍ရေထွက်လာမှသိတော်၏။ထိုဆန်းရည်ပေါက်ကိုနိုင်ငံကျော်လောကရဆရာတို့ပင်မသိအောင်ဝတ်ထားတော်မူ၍ဘနက်တတာအဖြစ်သာတကိုးတော်နှင့်ပေါ်ပေါက်စေတော်မူ၏။ တဘောယိုးနှင့်အကြောင်းအရာတို့ကိုစဉ်းစားတော်သူအလုံးတို့သည် ထိုဆုံးရင်ပေါက်ကိုတကိုယ်တော်အားဖြင့်ဖြစ်သည်ဟုဝန်ခံကြ၏ထိုနေ့မှစ၍ဆန်းရင်ပေါက်သည်ရက်စဲသည်ဟု၍မရှိယခုတိုင်အောင်အစဉ်အမြဲထွက်လျက်ရှိသဖြင့်တကိုယ်တော်ဖြစ်ကြောင်းထင်ရှားစေ၏ထိုရေအားဖြင့်ယောဂမျိုးမျိုးပျောက်ကင်းသဖြင့်ဖျားသခင်တကိုယ်တော်ဖြစ်ကြောင်းအတိုင်းထက်အလွန်ထင်ရှားစေပြန်သည် မယ်တော်သည်စမ်းရည်ပေါက်ထွက်စေတော်မူခြင်းဖြင့်၎င်းထိုရည်ဖြင့်မကျမ်းမမသောလူနာတို့ကို ချမ်းသာစေတော်မူခြင်းဖြင့်၎င်းမိမိကိုယ်တိုင်ကြောက်ကူလိုက်မော်တို့လာတော်မူကြောင်းတတ်သိပြတော်မူ၏။သင်တို့ငါကိုမယုံကြည်ကြလင်ငါပြုလုပ်တော်မူတို့ကိုယုံကြည်ကြလောဟုယေရှုသခင်မိန့်တော်မူသည်နှင့်အညီမယ်တော်သည်လည်းမိန့်ဆိုနိုင်တော်မူ၏။ဗန်နက်တတာသည်မယ်တော်သုံးသောလက်ဆွဲထုတ်တာဖြစ်၏။ ထိုဆန်းရင်ပေါက်သည်မာရိယ၏တကိုယ်တော်ပြသည့်ပြင်သခင်မ၏ကရုဏာတနာခြင်းကိုလည်းထင်ရှားစေ၏ထိုဆန်းရင်အဖြစ်ကိုကာယယောဂဝေဒနာများစွာတို့ကိုပျောက်ကင်းစေသည်တမကဝိညာဉ်၏ယောဂတို့ကိုပျောက်ကင်းစေရန်တံဝေကတရားဟောပြောတော်မူ၍တံဝေကရရန်နိလန်ကိုသင်ပေးတော်မူ၏တန်ယောဟန်ဗတ်တိစတာသည် နောင်တတရားကိုဟော၍ရေဖြင့်စေကြော၏ သခင်ယေရှုသည်တန်ရှင်သောဝိညာဉ်တော်အားဖြင့်၎င်းရေဖြင့်၎င်းဒုတိယမွေးဖွားခြင်းခံရမည်ဟု ဟောတော်မူ၏ထို့ကြောင့်ရေအားဖြင့်ပြည့်များကို စေကျော်နိုင်သော အားတကူးကို ပေးသွင်းတော်မူ၏လုထမျိုးရှိမေရောသခင်မ၏တကူးတော်ရေသည်လည်းမရင်မတွက်နိုင်အောင်များစွာသောလူတို့ကိုတန်ဝေကရစေ၍ဝိညာဉ်ဖြူစင်ခြင်းအဖြစ်သို့ရောက်စေ၏ဆုတောင်းကြဆို့ ။ All loot သခင်မသခင်မသည်ကြောက်ကူကထွက်စေသောဆန်းရည်ဖြင့်ကိုယ်ကာယယောဂဝေဒနာတို့ကိုပျောက်ကင်းစေသည်သာမကဝိညာဉ်ဤယောဂဖြစ်သော အပြစ်ငရဲမှလည်းကင်းလွတ်ချမ်းသာစေလိုတော်မူပေသည်။ All gru na ပေါင်းတို့နှင့်ပြည့်စုံတော်မူသောမေတော်ကျွန်ုပ်တို့အားဝိညာဉ်ယောဂပျောက်ကင်းစေရန်ကျေးဇူးတော်ကို ခုခံခြင်းမရှိစေရန်အကုသို့တရားကိုငြိမ့်စေရန် ဆာမာရီတန်မျိုးသမီးအားမေရော်ဤသားတော်မိတ်ဆိုတော်မူသည့်အချိန်ထာဝရအသက်ရှင်ခြင်းစံရီကိုကျွန်ုပ်တို့ဤတွေ့ချောက်သောနှလုံးမှစီးထွက်စေတော်မူပါမည်ကြောင်းစကားတခွန်းဖြင့်မိတ်ဆိုတော်မူပါအာမင်။အော်လုဒ်သခင်မှာကျွန်ုပ်တို့ဖို့ငါဆုတောင်းတော်မူပါ